ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာကြီးစံ channel လေးကနေစေဝင်စားပွဲတတိတဝေကရောက်ပွဲရာကံကံကြီးကျုံဝေကျွေးပြန်လဲပေးဆက်ခဲ့ရပုံဖြစ်ရမဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်ခါကြောက်ရောက်လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမှာကတော့လက်ရှိဘဝမှာပဲဘဝမကူပဲတူတော်အကျိုးပေးခံရသူနှစ်ယောက်လို့အမိရတဲ့စေဝင်စားပွဲတတိတဝေကရောက်ပွဲရာကံကံကြီးကျုံဝေကျွေးပြန်လဲပေးဆက်ခဲ့ရပုံ ဖြစ်ရမဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနားဆင်အောင်ပေးကြပါဦးခင်ဗျာတတိတံပါကံဇနေတီပြန်လွင်လာတော့စပေပန်းရနဲ့ဇွန်ပန်းရနဲ့တို့ကိုရှူရှိုင်းရင်းနဲ့ဦးညုံမောင်တယောက်အဲ့ရတဲ့မှာအဲ့လိုမပြောဘဲဖြစ်နေပါလေလှုပ်လို့ရတော့တော့လက်တစ်ဖက်နဲ့ချင်းကိုရမ်းပြီးတော့အတွေးနေချင်နေမိပါလေဒီရင်ကြီးနဲ့ဒီချင်ကြီးတွင်းထဲမှာဟိုဒီချင်းက မိဘနှစ်ပါးနဲ့မောင်နှမတို့တွင် စီကားတိုက်မြိတ်စွာပျော်ပျော်ပါပါနေလာခဲ့ကြပေါ်နေကိုပြန်ပြီးတော့တွေ့ချင်းရင်းနဲ့ကျင်းနေစီအောင်ကျင်းနူးစီအမ်းများနဲ့ပြည်နေတော့နေရာတစ်ခုလို့ပြောမယ်ဆိုရင်တော့ယခုအနေထားနဲ့တော့လုံးဝယုံကြည်နိုင်စရာမရှိပါတို့တော့တံပိုးကိုနားမလဲတော့ကိုညူမောင်ကတော့ထိုးစင်ကမိမရလို့ကလေး၃ယောက်ရတဲ့အထိဘန်နာယောဂတဲ့မိမနဲ့ကလေး၃ကို အမေရဲ့လက်ထက်ကိုအပ်မိမိကအပေါင်းအသင်းများနဲ့ရွေရိုးကိုပေါ့လျှောက်ပြီးတော့လင်း တောက်စားပြီးတော့ညနေမှအင်ကိုပြန်လာပြန်ရောက်တော့ပန်နာတဲ့မိမကချောင်းတဟဲနဲ့မို့အဲ့လိုမပြောရတဲ့ကြားတယ်ယောဂတဲ့မိခင်ရဲ့မထွက်တထွက်နှုတ်ကိုဆိုးရတဲ့လသာရွေတန်းငယ်ကတာအားနဲ့ငိုစေမကောင်းပေမဲ့လူကမူးနေပြီဘာမှအကူအညီမပေးနိုင်ကြာလာတော့ခေါင်းရင်အိမ်ကအမေကမြင်းနဲ့ယောဂတဲ့ချွေးမကိုပြုစုရန် သူ့ရဲ့အိမ်မကိုခေါ်တင်သွားတော့မှကြီးမတော်အမေရဲ့မြေတားကြောင့်အေးရေးဝဝအိတ်ခေရပါတယ် အမေမြတ်တာဘယ်လောက်ထိကြီးမားတယ်လဲဆိုရင်တော့မိဘတွေကတောင်းသူလုပ်ငန်းလုပ်တော့ညဘက်ဘယ်လောက်ပဲမူမူမနက်လင်းနာနဲ့ကရက်ကရက်အေရကထမျက်နှာတဲ့အမေချက်ထားတဲ့ဓမင်းပူပူကိုကျန်တဲ့မောင်နှမများနဲ့တူမနက်စားစားပြီးတော့လှေကောက်ရခင်စီကိုသွားထဲထိုးထွန်းမွေးနေ့လယ်ဓမင်းစားချင်းအိမ်ပြန်ပြီးတော့ဓမင်းစားခဏတစ်ဖြုန်နာတော်တဲ့ကိုပြန်သွားညနေရောက်တော့ထုံးစံတိုင်းအပေါင်းသင်းများနဲ့ပတ်တော်ဆဆောင်းလူမင်းသားလုံးနဲ့ ဒီနေ့ဒီနေ့အချိန်သာကုန်ကြရပါတယ်မိမရဲ့ဂျမားရေးအတွက်လည်းပူစီရမလို့စီးပွားရေးကြီးပွားရေးအတွက်ပါမမစင်စားပါ အမေရှိနေသေးပြီတော့အေးစေပေါ့မိဘရဲ့အိမ်မောင်းတောင်းသူလောရတဲ့ဆိုပေမဲ့ဖခင်ကြီးနဲ့ညီငယ်နှစ်ယောက်ရဲ့ကြားကမှေ့ပြီးလိုက်ရောမှာကိုညုံမောင်တယောက်ဘလောက်ထိအပြောလွန်ခဲ့တယ်လဲဆိုရင်တော့မိမဆုံးသွားခဲ့ဒီမှာလဲအမေရဲ့လက်ပေါ်မှာသာသမီများနဲ့ကျင်းခဲ့တဲ့မိုးဆိုးဖို့ဆိုတော့အများကထင်ကြပေးလိမ့်မယ် ုက္ခပင်လဲဝေပြီလို့ကြံခဲ့တဲ့လာသာကလေးငယ်ဆုံးနဲ့အကြီးကောင်ကိုရောက်ခမဘက်ကခေါ်သွားခဲ့ပြီးတမီးလက်ကိုတော့ထုံစံတိုင်းအမိကခေါ်ထားခဲ့ပါတယ်ယခုမှ လူပြိုလုံးလုံးဖြစ်ပြီးပို့ပြီးတော့လူလဲလက်ပတ်တော့ဆဆာလူမင်းသားဖြစ်ပါတော့တယ်မိမကိစ္စရှင်းပါတယ်အတောက်စားကလွှဲရင်တော့စိတ်မဝင်စားပါတို့တော့လောကရန်တရားကကြကြတော့ပြောခွင့်မပေးခဲ့ပါကျန်တဲ့မောင်နှမတွေကပွဲတွေရ အလောက်ကိုကြီးနဲ့အိမ်အောင်နေကြပြီအတောင်ဆုံးတော့မိဘရဲ့အတိုင်းမြုံကနေခွဲထွက်ပြီးပြန်တန်းကုန်ကြပါပြီမိမိမှသာစေတန်းရောက်ပြီး အောင်းအောင်မဖြေခဲ့လို့အိမ်အောင်ကြသာသမီးတွေရတဲ့အထိမိဘရဲ့ကနေခွဲပြီးတော့မထွက်နိုင်အတောင်ရှိရဲ့အပြန်ခတ်ခဲ့ပါတယ်ထို့ပြင်မိဘနှစ်ပါးကလည်းရှင်းစစ်နောက်စဉ်ကွယ်လွန်သွားခဲ့ကြပါပြီကိုညုံမောင်တယောက်အိမ်မက်ကနေလန့်လို့လာတဲ့လူလုံးလောကကြီးနဲ့နှစ်ဖူးတွေ့တွေ့ တွေ့ခဲ့ရပါပြီ။ဇယားကလည်းထောင်းခဲ့ပါပြီ။မိဘနှစ်ပါးရဲ့အမွေအနှစ်များကိုလည်းမောင်နှမတွေကခွဲဝေယူသွားကြပြီ။ဒေရင်ကြီးပေါ်မှာမိမိတယောက်ထင်အဒီကျန်ဆိုလေပြခံထားတဲ့ကိုတချမ်းဒီဘဝနဲ့နေနေရတဲ့ကာလမှုပြုစုရန်အတွက်လူလိုအပ်လာပါပြီ။မောင်နှမများကလူကိုယ်တိုင်လာပြီးတော့မပြုစုနိုင်ကြတော့လေတက်နေသည်ပြီငွေကြီးထောက်ပံ့ပေးကြပါရစေ။မိမိကိုပြုစုရန်အတွက်ဖခင်တယောက်အနေနဲ့ မဘိုးဒီချက်တော့မပေးခဲ့ဘူးတဲ့တာကြီးလင်မယားကိုအိမ်မော်ကိုခေါ်တင်ပေးထားကြပါရယ်ငေစင်ကောင်ဖောက်ကင်းရဲ့နှွေထွေးတော့အကျဉ်းနာမြစ်တော်ကိုမရခဲ့တဲ့တာကြီးကလည်းယခုသူ့လက်ကိုရောက်တော့နှွေထွေးမှုမရှိခဲ့ပါအိဆက်ဆက်နဲ့ဝတ္တရားချင်ပြူစုပါရယ်ကျန်တဲ့သားသမီးများကလည်းအဲ့တဲ့မေးတလူ လာမေးပြီးတော့ပြန်သွားကြပါရယ်ဒီလိုဆိုရင်မိမိကရောမိဘနှစ်ပါးနဲ့မိမိကိုအလိုလိုက်ပြီးတော့ထားသလိုနေခဲ့တဲ့ ိုကြိုက်လို့ယူခဲ့တဲ့ခြေစနေပေါ်တုံ့ပြန်တဲ့အနေနဲ့ပါမျောင်းရွေးထွေးမှုကျဉ်းနှံမှုတွေပေးခဲ့ဖို့တလိမ်ဘာလို့ဘာမှမပေးခဲ့ဘူးပါမိမိရဲ့မိဘနှစ်ပါးနဲ့ဇနီးတွေတို့ကမှမိမိကိုမြတ်တာတွေပေးပြီးမိမိကြီးကရောင်ပြန်ဟက်တဲ့မြတ်တာကိုမှမရခဲ့တာဘာမှမပေးခဲ့ဘူးတဲ့မိမိကပါမျောင်းရရန်ရှိပါအောင်မလဲကိုပိုင်းလင်းရောက်မဲခဲ့တဲ့မိမိကိုဘေကလင်းရောက်နဲ့ရောင်ပြန်ဟက်ပါမလဲ မမျောလင်းကျင်တော့ပါဆိုတာထက်မမျောလင်းရေတော့ပါနှောင်းတာကနှောင်းမှရခဲ့ပါပြီယခုလေမနဲ့လင်းလာပြီဆိုရင်ဒီနေ့ကုန်းစားထမင်းကိုကျိုင်းနေမှထက်အရာပြီးမှထားပြီးလင်းမြန်းနေရဆိုလို့အလုတ်သွားကြရတော့အိမ်မှာနေမဲ့သူမိမိရဲ့နာမောင်စေဘေးမီယူလုပ်ပေးမဲ့သူမရှိပါသူတို့ကိုမိမိကအတတ်မွေးဝမ်းကြောင်းမှုအတွက်ပြည်စုံလုံးလောက်တဲ့ပညာကိုအမွှေးမှမပေးနိုင်ခဲ့တော့ဘဝရဲ့ရည်တည်မှုအတွက် လက်လုံးမှာပါဇက်လုံးအောင်မဲ့ဘဝတွေမို့ငါနောက်မှာနေပေးပါလို့တောင်းဆိုလို့မရပါမိမိရဲ့ယောဂကလည်းနှိရှိလာများတဲ့နာတာရှည်ယောဂဆိုတော့တနေ့ကိစ္စမဟုတ် ကိုပြင်းတဲ့ကိုမို့မတောင်းဆိုရဲပါ ကိုဘက်ကမူမှန်တော့သာသမီနဲ့မိဘဆိုပေမဲ့ကိုကကြောက်အောင်မဲ့ဘဝကိုဖြစ်နေပါပြီညာရေးညာတာအတွက်တန်းနဲ့ချွေးမှရှိနေတာကပဲတော်သေးတယ်လို့ပြောရမှာဖြစ်ပါတယ်သာသမီတွေကိုတောင်ကြောက်နေရပြီဆိုရင်ကျန်တဲ့မောင်နှမတွေကိုဆိုရင် ပို့ပြီးတော့စိုးတော်မှာပါအားလုံးကအဝေးကိုရောက်နေကြပြီလှုပ်နိုင်သောလက်တစ်ဖက်နဲ့ထားခဲ့တဲ့ထမင်းကိုယူစားဇွင်းကြလို့မှကောက်ပြီးမဲ့သူမရှိလဲကြလို့မှထုံမဲ့သူမရှိ အတိတ်ကျန်ဆန်လွင့်တဲ့ဘဝကြီးကိုဆက်နေရတဲ့အောင်ငယ်မိပါတယ်ခြံဝင်းကြီးကြီးဖြစ်လို့ဖိမကွန်ကြီးမဲ့အပြင်းပြေစကားပြောမဲ့အင်းဒီနာချင်းရဲတို့လည်းမရှိပါယခုလိုကြကြနေရမှာကို ကြောက်ရွံ့အာငယ်မိပါတယ်ဥညုံမောင်းဆုပ်ဖြတ်ချက်ချလိုက်ပါပြီ စိတ်လျှော့လိုက်ပါပြီ။ဖယားမတပါအာကိုရံမရှိပြီ။အစာဖြက်လို့လောကကြီးမှာဆွန့်ခွာရန်အတွက်ပြင်ဆင်ပြီးမိဘများရှိစဉ်ကမိဘများတိုက်တွန်းလွန်းလို့ကျင့်နေအောင်လို့ဒေါလဘယဟန်ဝိခေတုံးကရှုမှတ်ခဲ့ဖို့တဲ့ဝိပဿနာရှုမှတ်နည်းကိုကြိုးစားလို့ရှုရင်းတယ်။လုံးရဲ့အကြံပေါင်းဒါနဲ့ချွေးမှပြန်မလာခင်တခုသောညနေပိုင်းချင်းလူမတိသူမတိလောကကြီးထဲကနေတိတ်တဆိတ်ထွက်ခွာသွားကြရပါပြီ။ရှေးလူကြီးတွေပြောခဲ့ဖို့တဲ့ ချောင်းကျက်ကျက်ချောင်းဆိုတကယ်တို့အနေချောင်းလို့အသေးကျက်ခဲ့ပါပြီတိုးတော့ဒီကနေ့မှ လလန်းမီယာနွေတမြင်မြက်တပင်ကိုဆွဲတယ်လို့မျိုးမိဘများခိုင်းလို့ဝိကြေတန်းကြီးဝတ်ခရရတဲ့ရပိုင်းဒုံလဘယဟန်ဝတ်ခဲစဉ်ကအထုတ်ခဲ့တဲ့ဝိပဒနာကျင့်စဉ်ကိုလုံးရတွင်ပြင်းပြတတ်အထုတ်နိုင်ခဲ့ခြင်းကပဲကိုညုံမောင်ရဲ့ဘဝအတွက်အရှုံးနဲ့ကအမြတ်ဖြစ်ပေလိမ့်မယ်ကိုညုံမောင်ကဲ့သို့ပဲတကူတဲ့ အထီးကျန်ချင်းတူပေမဲ့သေပုံသေးချင်းမတူတဲ့သူတူရှိပါသေးတယ်ထိုသူကတော့တခြားမဟုတ်ပါဇာယသူတို့ဌာနမှာဝန်ထမ်းဥထွန်းဆိုသူဖြစ်ပါတယ်ဥထွန်းကတခုလက်ဖြစ်ပြီးတော့သာသမီကလည်းမရှိပါရင်းအောင်ပြက်ကလေးကအသက်ကိုအရက်နဲ့စိန်ထားသူလို့ဆိုရင်လည်းမမပါမောင်နှမသားချင်းများနဲ့လည်းအဆင်မပြေဘူးလို့သူပြောလေရှိတယ်သူကဇာယသူတို့နဲ့နိုင်ငံတစ်ခန်းထဲမှာအခန့်ချင်းကရဲ့နေရာဝါးတယ် ဒီနေ့ဦးထွန်းခရီးထွက်ရမှပြန်လာပြီးဇာယိသူရဲ့ခင်မွန်းကိုခေါ်လို့သူ့ရဲ့ဆွေမျိုးတွေနဲ့စကားမြန်လာခဲ့ကြောင်းသူကျမ်းမာရေးမကောင်းတော့ကြောင်းသူကိုကိုကြီးဆောင်းချဖို့နဲ့မင်းလက်ထဲမှာပဲတည်တော့မယ်လို့ဆိုပါတယ်။နေမကောင်းဖြစ်လာတော့အရက်လည်းမတောက်တော့သူနဲ့အရက်တောက်နေကြသူတို့ပဲကိုကြောက်ခဲနဲ့စကားပြောအဲ့ဒီလူပြန်သွားရင်ဇာယိသူတို့ရဲ့အခံဘက်ကိုကူလာလေးရှိပြီးတော့ပြင်းနေပုံရတဲ့နဲ့ဇာယိသူကသူ့ကိုယတနာမျက်မွေးတော့ မြင်မင်္ဂလာတို့စတဲ့ဘာသာရေးစာအုပ်လေးတွေကိုပြဖတ်ပါတယ်။အဲ့ဒီခါမှာကျေတိယုကိုဖျက်ဖို့သွားခြင်းတဲ့အကြောင်းသူကပြောပါတယ်။ဒါပေမဲ့သူမသွားနိုင်လို့တော့ဒါကိုသူ့ကိုယ်သူသိနေတဲ့ပုံပေါ်ပါတယ်။အဲ့ဒီအချိန်တုန်းကစိုက်သူရဲ့တာနဲ့သမီးကမနေ့စောစောအိယာထားခြင်းမောင်းမျက်နှာတည်ရင်နဲ့ညူဆွမ်းသွားပြီးပို့တဲ့ခါမှာသမီးကြီးကအမောတကောနဲ့ပြန်လာပြီးတော့အမေအမေ ဘဘကမထနိုင်တော့ဘူးထိုင်တာနဲ့ပြန်ပြီးတော့လဲသွားတယ်ထုတ်ခဲ့သူပြောပါတယ်အဲ့ဒါနဲ့စာရေးသူလည်းရည်ရည်ကြီးလိုက်ပြီးတော့ကြည်ပါတယ်စာရေးသူကမြင်တော့လေကနောက်တစ်ကြိမ်ထရရင်အတွက်ကြိုးစားပြန်ပါတယ်လေကြမယ်လို့တော့စာရေးသူကသူ့ရဲ့ပခုံးကိုကမ်းပြီးတော့ထုပ်ပေးလိုက်ပါတယ်အဲ့ရဖေးကျမ်းမြင်ပေါ်မှာဝမ်းနေသွားထားပါတယ်အဲ့ဒီညီကြီးတွေကပါစေကျော်တန်းစင်ပြီးတော့တေချာစည်နာထားပြီးတော့လှုပ်ပေးလိုက်ပါတယ်ဟိုတွင်ကအာနာကြောင့်ပြောရအောင် ကိုယ့်ရဲ့ဦးလေးအရွယ်ပင်လူအိုလူနောက်ကိုပြုစုရတာကုသိုလ်ရာကြောင်းအာနာမဏိနဲ့လို့ပြောလိုက်ရပါတယ်သူကိုကြည့်ရတာစိတ်သူကိုအာနာနေပုံရတာကြောင့်အစဉ်ပြေမဲ့နိလန်ကိုစဉ်းစားကြည့်ပြီးဆွေမျိုးသားချင်းတွေကိုဆက်သွယ်ပေးမယ်လိမ့်စားတော့ပေးပါလို့တောင်းတော့ဆွေပြဲမျိုးပြက်ဒီကန်းပြက်လို့ပြောပြီးမိလို့မရပါညဘက်ဒီမလေးအခန်းချင်းကက်ရဆိုတော့စိုက်သူတို့ဇနီးမောင်နှံတစ်ယောက်ကသူအားရှိအောင်အပိစကားပြောပြီးတွားထိုင်ပေးကြပါတယ် ကျွန်တော်ကြိုးရောနေတော့ကိုပြင်ထောင်ပြီးတော့ဇာတိသူကိုကြည့်ပြီးသူကအမေပေါ့လေလို့ပြောပါတယ်။ဒေကန်ဒီလူတယောက်ကအောက်ကိုစရာရှာတွေ့ပြီးစိတ်ချမ်းသာနေပုံကိုရောက်လို့ဇာတိသူကျေနပ်မိပါတယ်။ညမညတာဆိုတာကလည်းအခန့်ချင်းကတေသားနိုင်ငံတစ်ခုပဲခြားထားတာဆိုတော့လေဝရင်နိုင်ငံကိုထုလိုက်လို့မှားထားပါတယ်။မနေ့အစောတိုင်းဇာတိသူကအစောကြီးထပြီးတော့စွန့်ကပ်ပေးရွေလုတဲ့ခါမှာဦးထွန်းကပေးရွေတဲ့အတန်းကပြီးသားတယ်။ မနေ့တိုင်းတရားနာပါတယ်သာဓုခေါ်ပါတယ်လို့ဆိုပါတယ်မမျော်လင့်မဲ့စာရေးသူရဲ့ခင်မွင်းကတာဝန်တစ်ခုနဲ့ညောင်ဦးချံကိုခရီးထွက်ရပါတယ်ခရီးသွားနေတဲ့ရက်တွေမှာဦးထွင်းခမောင်အိပ်ရတဲ့ဘုံဘုံလေပါတော့တယ်တတိလစ်သွားလိုက်တတိပြန်ရတဲ့ခမောင်ကောင်းလေးရောလို့မေးလိုက်နေစာရေးသူရဲ့ခင်မွင်းကိုဦးထွင်းကကောင်းလေးလို့ခေါ်ပါတယ်အဲဒီလိုနဲ့နှစ်ရက်လောက်နေတဲ့ခမောင်စာရေးသူရဲ့ခင်မွင်းညနေပိုင်းပြန်ရောက်ပြီးတော့ဦးထွင်းတတိပြန်လေလာပါတယ် ။ကောင်းလေးပြန်ရောက်ပြီလို့ပြောတော့ဝန်တာအာရနဲ့ကောင်းချင်းပြတယ်။နောက်တရနေ့တဲ့တနားရီလောက်မှဥထွင်းဆုံးပါသွားခဲ့ပါတယ်။ဒီကနေ့ချိန်ပိုင်းလေးမှာဘောဘကူကောင်းစီဖို့စိုက်သူကသူ့ရဲ့ဘေးနားကနေပြီးတော့ဖျားစာတွေရွတ်ဖတ်ပေးပါတယ်။ဌာနမှာလူကြီးတွေကဥထွင်းဆုံးတော့သူ့မိသားစုကိုလှမ်းပြီးတော့အကြောင်းကြားပေးပါတယ်။ဥထွင်းဆုံးပြီလို့နောက်တရမှာရောက်လာကြပြီးစိုက်သူတို့မိသားစုကိုကျေးဇူးတင်ကြောင်းပြောပါတယ်။စိုက်သူက ဥထွန်းမှာမဟုတ်ပါဘူးဘယ်လိုလူပဲဖြစ်ဖြစ်ကိုလက်လက်မိတွေ့တော့ကုညီရမှာပေါ့ဥထွန်းရဲ့မိတ်ဆွေတွေကအင်းကိုထွန်းကြီးအရွယ်ကောင်းတော့ကမိသားစုတစုကိုကဲတင်ဖို့တယ်ဖေကလှုပ်ပြုတ်ထောင်ကျပြီးတော့မေကြီးကပြည့်ပြည့်တဲ့အရွယ်မရောက်သေးတဲ့ကလေးလေးယောက်ကိုအခါလဲကြောဆိုသလိုတင်ကျွေးပြီးတော့ကဲတင်ဖို့တယ်အခုတော့ဖေရောက်ခေါ်တဲ့သူတော်ကြိုးပေးဆိုတဲ့စကားတိုင်းပါပဲ ထုတ်ခဲ့တော့မှတ်ချက်ချကြပါလိမ့်ဒီနေရာမှာဟိုထွက်မဟုတ်ဘဲဘုံညုံမောင်ဆိုရင်လည်းပဲကုညီရပါပါ။ဘာကြောင့်လဲဆိုတော့လူသားချင်းချင်းမို့ပါ။ရှေးလူကြီးတွေပြောသလိုဘယ်သူတရားပြပြကိုမပြက်စေနဲ့ဆိုသလိုပါပဲ။ဒီလူကတော့ဖြင့်တရားမရှိဘူး။မကူညီနဲ့လို့ပြောလို့မရပါ။ရန်သူဖြစ်စေမိတ်ဆွေဖြစ်စေတလိဆန်ဖြစ်ပါစေအသက်ရှိတဲ့ခန္ဓာကိုယ်ရှိတဲ့သူမှန်သမျှဒီလမ်းကိုသွားကြရမှာပါ။သိကြရမှာပါ။ ဒီကနေ့တကွာရောက်တဲ့ချိန်မှာအားငယ်ထိတ်လန့်ကြတဲ့ချိန်ပိုင်းမှာပြီးကနေပြီးတော့နှွေးထွေးတဲ့ကုညီဖေးမမှုလိုအပ်ပါတယ်ဒီနေရာမှာမိမိသားဆိုရင်ဆိုတဲ့အတွေ့အလေးနဲ့စာနာစိတ်မွေးကြရမှာပါဦးညွန်မောင်နဲ့ဦးထွန်းရဲ့အဖြစ်ကိုကြည့်ပြီးမြန်မာနိုင်ငံမှာစေတနာဝန်ထမ်းနေကလေးတွေညောင်းနေရှိသလိုအကြောင်းကြောင့်ကြောင့်လူအိုလူနာတွေကိုကိုဗစ်ရင်ပြီးမပြုစုနိုင်တဲ့မိသားစုတွေအတွက်စေတနာဝန်ထမ်းနေပိုင်းလူအိုလူနာထိမ့်သိမ့်တဲ့ဌာနတွေနဲ့ စိတ်နှဝင်တဲ့ပုံကိုယ်တွေပေါ်ပေါက်လာပါစေလိုအပ်နေတဲ့ကိုယ်လက်လေးတွေကိုဖြစ်ပြီးလောကကိုအလ္လာဟ်စေနိုင်ကြပါစေလို့ဆုတောင်းပေးပါရစေယခုကိုယ်လင်းတို့နှစ်ဦးစလုံးပေါင်းစာရေးသူတို့ရဲ့ဘဝင်းချင်းအတိုင်းဝိုင်းတွင်းမှာကြုံတွေ့ကြရတော့တကယ်ဖြစ်ရမှန်းများဖြစ်လို့၎င်းတို့ရဲ့အမိများကိုလွှဲပြောင်းပြီးတော့ရေးသားထားပါရစေစပယ်သူတို့အားနားလေခံစား၍တဝေကရာဇရန်တို့ရည်ရွယ်ပြီးရေးသားတင်ပြလေခြင်းဖြစ်ပါရစေစာရေးသူဟုတ်ကဲ့ စိုက်သူဆီယမကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စိတ်ဝင်စားပွဲတတိတံဝေကရပွဲရာကန်ကန်ကြီးကျိုးဝေကျွေးပြန်လဲပေးဆက်ခဲ့ရဖို့ဖီအမ်ဇလန်ကောင်းလေးကိုဗာကြီးစံ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးသားနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညာရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နေပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်အမနာပါနဲ့ မိတ်ဆွေတို့ရဲ့ကောမတကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ။စာဖတ်ရတာကိုဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါကြည်စံ channel လေးကနေထူးခြားဆန်းကျင်းလှဝဆန်းကျင်းမဲတဲ့ရင်ဖို့ပရလောကကံပြီးရရမတမှုခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ။